အားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လဲကျူစုလိုက်ပါတယ်ဒီကိမက်လာ25ရက်နေ့25ရက်နေ့မှာတရင်ကောင်းတွေအများကြီးရှိပါတယ်ဆိုတော့ပဲခူးတိုင်းရဲ့ဘုထအကျမဖတ်စစ်ခွေးတက်စကန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တရင်ကိုအရင်ဆုံးကြားကျင်လာပြီးတော့ရှင်တော့အချင်းချင်းတရင်မှာပေးပြီးတော့အရှင်းခံလိုက်ရတဲ့ ဘုံမူအောင်မိုးသူအကြောင်းကိုကြားကျင်ပါသလားဆိုတော့သတင်းရင်းမြစ်တွေအများပြားမှာတော့ကျွန်တော်ရဲ့မိဘတွေအကြတိတွေ့နေရတာကအောင်မိုးသူဟာဒါပြည်ရဲ့နေတိမ်မှာဝင်ရောက်တဲခုနေတဲ့အချိန်မှာသတင်းမှာပေးပြီးတော့အရှင်းလင်းခံလိုက်ရတယ်ဆိုတဲ့အကြောင်းပဲသိရမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကတော့ခြေတန်းကိုမထွက်ချင်လို့စစ်မတိုက်ချင်လို့ပြည်သားစားက တိုင်းမှုရဲ့ PSO ယာတူးကိုချင်ကပြီးတော့မရမရမကသိမှကြောက်လို့ PSO လုံနေပါတယ်ဆိုမှ အချင်းချင်းသတင်းမှပေးပြီးတော့အရှင်းခံလိုက်ရတဲ့ခွေးတက်ရဲ့အကြောင်းပါဟုတ်ပြီနောက်ထပ်ဒီတပုတ်မှလည်းငါမင်းဆွေဟာလောက်ကျန်းတဲ့ထောင်တန်း၃နှစ်ကြာခံဈေးခဲ့ရပါပြီ။ ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကကျွန်တော်ရဲ့မိဘတွေသဘောကျနှစ်သက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုစုံအုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပြစေ။ပရမအူးစွာအချစ်တို့လည်းရေးတက်မတော့ KIA KIO အနေနဲ့အကြမ်းဖက်စစ်ခွေးတက်နဲ့တွေးဆုံဆွနွေးစရာအကြောင်းမရှိဘူးလို့ပြပြသားသားငင်းဆူလိုက်ပါတယ်။မအားငင်းဆူတဲ့ထုတ်ပြန်ချက် ထွက်ပေါ်ရတာလဲဆိုရင်ဟိုဘက်ရက်ွက်ကကောင်တွေရှို့နေတဲ့မီးရှိနေလို့ပါကျွန်တော်တို့ဒါမက်စလာ23ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမှာကျွန်တော် KIO ကရာရှိတွေနဲ့အကြမ်းမဖက်စစ်တပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးတော့သတင်းလိမ်ခဲ့ကြပါတယ်ဆိုတော့ဒီအပိုင်းတွေမှာကျွန်တော်ရဲ့မိဘတွေအထူးသတိပြုရမှာဖြစ်တယ်ကျွန်တော်တို့သူတို့တွေဟာ တို့ရဲ့အဓိကထိမ့်ချုပ်ထားတဲ့အဓိကနေရာတွေကိုကျွန်တော်တို့တော်လှန်သောတပ်ဖွဲ့ဝင်အသီးသီးကအနီးကဝင်ရောက်ခြေမုံနေတဲ့စစ်စီရေးရှိနေတာကို သူတို့လည်းသိထားတယ်သူတို့လည်းကြောက်နေတယ်ဆိုတော့ကျွန်တော်တိုင်းရင်သားတပ်ဖွဲ့ဝင်တွေပြီးတော့အဓိကကျွန်တော်တို့ပြည်သူတွေကိုကြီးမှုတွေအားနေအောင်စိတ်ပြတ်အောင် ပုံဖော်နေတယ်ပုံစံမျိုးစုံနဲ့ ဒါကြောင့်လည်းပဲဘုံမူကြီးနော်ဘူးကနေပြီးတော့သူကို၌သူတို့တွေ့ဆုံခဲ့တာလုံးဝမရှိဘူးလို့ဂတိပြက်ပြောခဲ့ခြင်းဖြစ်တယ်။အရှင်းမှလည်းပဲ TNL ဟာအလားတူသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ TNL ရာတရုတ်မှာအကြမ်းဖက်အာနာယူအုပ်စုကောင်တွေနဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီတွေ့ဆုံခဲ့မှုကြောင့်ပဲကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတယ်ပြီးတော့လက်နက်သွားဝယ်တာအကြင်ကြင်ရှိနေပြီးလက်နက်သွားဝယ်တဲ့အခုတစ်ချိန်မှာအာနာယူအကျန်းဖတ်ကောင်တွေကိုသတင်းပို့လိုက်တယ်ဗောဗျာဆိုတော့ဖက်စစ်တပ်ကနေပြီးတော့ TNLA ကိုသတင်းပို့ပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုဖမ်းခိုင်းလိုက်တယ်ဗောဆိုတော့ဒီလိုမျိုးကိုရုပ်ရှင်ဇလန်းဆန်ဆန်သူတို့တွေပုံဖော်တာ ခါလေကြရင်သူတို့တွေရဲ့ဒါဇလန်းစင်တာပေါ့ဗျာဇလန်းစင်တာကျွန်တော်ဘေးနားကြည်ဒါကြောင့် KNA မှာလဲကျွန်တော်ရဲ့တိုင်းတစ်ဖွဲ့ကကျွန်တော်ရဲဘော်တွေရှိတယ်ကျွန်တော်စခန်းကပဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရင်ပြီးပါတယ် KNA ရှေ့တန်းဆင်မနာပြင်မယ်အခုရှမ်းတောင်မှာလဲရှိတယ်ရှမ်းမြောက်မှာလဲကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေရှိတယ် TNL မှာလဲထုံလီလောက်အောင်ပဲဆိုတော့ကျွန်တော်သူတို့နဲ့စကားပြောတယ် ဟာတငယ်ချင်းတို့အကြောင်းအရာတွေကတော့ဒီလိုဖြစ်ခိုးမှမြေပြင်မှာ ရှိတဲ့ကောင်တွေတောင်မှသူတို့တွေမသိဘူးဟာခိုးရှင်ဘလို့သတင်းတွေလဲကျွန်တော်တို့တော့မသိဘူးအရန်အံ့ဖို့ကောင်းတယ်ဆိုတော့တီအန်အဲလီရဲ့ကျွန်တော်တို့ဒါသူတို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီးသူတို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့အဲ့ဒီနေမျိုးကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်လာတယ်သူတို့ရှိမှလက်နက်လာဝယ်တွေပေါ့ဗျာလက်နက်လာဝယ်တွေအဲ့ဒါကို စစ်ရှုံးထားတဲ့စစ်ရှုံးအဖွဲ့တွေကို TNLA ကသတင်းပို့စရာလားဗျဇက်အိမ်ကမလှဘူးဖြစ်နေ။အိုက်တဲ့ပိုကောင်းတဲ့ဇလံမျိုးဆင်တဲ့။ဒီချင်းကဒါစည်ရကာလပြင်းထန်နေတဲ့အချိန်မှာ။ဆိုတော့ဒါကြောင့်ချုပ်သောတာသတင်းရင်းမြစ်တွေကိုကျွန်တော်မိဘတွေအနေနဲ့အာလိလာစောင့်ကြည့်ဖို့အရန်ကို ကောင်းပါတယ်။ တို့တွေအယံကိုမွတ်ချက်လာပြီတို့တွေအယံကိုဒါချီပြီးတုတ်ပြီးဖြစ်နေပြီဆိုရင်ဒီလိုသတင်းတွေအမျိုးမျိုးထွက်ပေါ်တတ်တယ်ဒါကိုလည်းကျွန်တော်ရဲ့မိဘတွေအမြဲတမ်းကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါကတော့ပမာဏလေးပါ ဟုတ်ပြီဒီကနေ့မှာဘုဂိုတိုင်းစစ်စင်ကြီးအောင်ပွဲသတင်းတွေရှိနေပါတယ်ဒီကနေ့မတ်လနေအောင်မထွက်သေးဘူးအကြမ်းဖက်ဆစ်ခွေးတက်စကန်လို့ ြပုံဖြစ်ခဲ့ရပါပဲဆိုတော့ကျွန်တော်စစ်စင်ရေးကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားပါတယ်ဒီစစ်စင်ရေးကိုမပြောခင်မှာ ကျွန်တော်ရဲ့မိဘတွေကိုပမာဦးစွာကျွန်တော်အတိပေးချင်တာကအဲ့ဒီတိုက်ပွဲတွေမစခင်မှာတည်းကကျွန်တော်ရဲဘော်ရဲဘက်ညီကိုတွေကျွန်တော်နဲ့စကားပြောကြတယ်ကိုရှိုင်းရင်ဒီနေ့တော့သူတို့တော်တော်လေးစိတ်မကောင်းဖြစ်တယ်ဟာဘာဖြစ်လို့လဲ ဘာကခဲရှိတယ်ကျွန်တော်အမြဲတမ်းသူတို့ကိုပြောနေကြစကားတခွန်းရှိတယ်ကျွန်တော်ကုညီနိုင်တာရှိကျွန်တော်ကိုပြောပါကိုရှမ်းကကိုရှမ်းကုညီနိုင်မှာမဟုတ်ဘူးလေဘာဖြစ်လို့လဲခြေတန်းကိုဖတ်သွားကြပြီကျွန်တော်တို့ကြံနေခဲ့တယ်ဟာဘလို့ဖြစ်တာလဲကျွန်တော်သိတာဟောသူတို့ရဲ့ဒါတိုက်ရေးဆွမ်းတိုက်ခိုက်ရေးဆွမ်းရည်ပြီးတော့သူတို့ရဲ့စိတ်ဓာတ်ပြီးသူတို့ရဲ့ဒီဘယ်လိုပြောမလဲတော့ကျွန်တော်တို့ပြည်သူကို ပြီးတော့ထားတဲ့သူရဲ့ဒါစိတ်နေစိတ်ထားတယ်ကျွန်တော်တို့ခေါင်းခေါင်းသိတယ်ကျွန်တော်လည်းနှစ်နဲ့ကြီးပြီးတော့တွဲခဲ့တယ်ကျွန်တော်တို့ဒါကျွန်တော် legit ပေးခဲ့တဲ့ရဲဘော်တွေလည်းပါတယ်ဒါကျွန်တော်နဲ့အတူတောင်းထမ်းဆောင်ခဲ့တဲ့ရဲဘော်တွေလည်းပါတယ်သူတို့ဘာကြောင့်စိတ်မကောင်းဖြစ်တာလဲသူတို့ဘာကြောင့်အဆင်မပြေတာလဲအဲ့ဒီဘကိုစစ်စင်ရေးမှသူတို့မလိုက်ရလို့မလိုက်ရလို့ဆိုတာကအဲ့ဒီဒါတိုက်ပွဲကိုပြောတာเนาะကျွန်တော်မြင်ပါအခြားသောနေရာတွေမှာကျွန်တော်တို့နေရာကြီးဖြတ်ကျက်တဆွဲထားပါတယ် လက်နဲ့မလောက်လို့ကျွန်တော်တို့ရဲဘော်တွေအဲ့ဒီစစ်စင်ရှိမပါသွားရတာရှေတန်းကိုလိုက်ဖို့အတွက်တာစုနေတဲ့ကျွန်တော်တို့နောက်မှာကျွန်တော်တို့ရဲဘော်တွေအများပြားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ယနေ့အချိန်ထိလက်နဲ့မလောက်သေးဘူးရဲဘော်လိုင်းကိုလက်နဲ့တက်ဆင်ဖို့ဆိုတာလေတော်တော်လေးကိုခက်ခဲတဲ့အခြေအနေဒါကြောင့်ကျွန်တော်တို့အင်အားတူးနေတဲ့ဒင်းနဲ့ရှိတယ် ကျွန်တော်တို့မှာလုံလောက်တဲ့လက်နဲ့ခဲရန်အားနည်းနေသေးတယ်ဆိုတာကိုတော့ကျွန်တော်တို့ခေါင်းခေါင်းသိပါတယ်ဆိုတော့အခုအကျွန်တော်ဖတ်စစ်ခွေးတက်ရဲ့စကန်တက်ခတ်သိမ့်ပိုက်ပြီးပြီဆိုတော့ဒီလိုမျိုးအမုတ်ကျိတ်တဲ့ပွဲမှာသူတို့တွေမပါခဲ့ရလို့ဝမ်းနေကြတာလက်နဲ့မလောက်လို့မလိုက်သွားခဲ့ရတဲ့ရေပေါ်တွေဒီကွာ ။ငါလည်းမင်းတို့တနက်တွေငါပောက်ပေးခြင်းလေ။ကျွန်တော်လည်းစကားလေးတခုမှပြောလိုက်တယ်။တကယ်ရင်းနှင်းကကျွန်တော်ထုတ်ပေးခြင်းလေ။ဘာလို့ဆိုကျွန်တော်တိုက်ခိုက်ရေးရဲဘော်တွေကျွန်တော်ပြည်သူကိုအမှန်ကယ်ကာကွယ်ပါမယ်ဆိုတဲ့ရဲဘော်တွေသူတို့အကြောင်းကျွန်တော်ကောင်းကောင်းသိတယ်။သူတို့ပြည်သူကိုအယံချစ်တယ်။အခုဘကုတ်စစ်စစ်ရေးအတွက်သူတို့နှစ်နဲ့ချီပြီးတော့စ조사ရုံးကန်ခဲ့ရတယ်။အခက်ခဲတွေအများကြီးခြားရဲမှာ တင်းရဲ့နေဒီမှာခက်ခဲတွေအများကြီးကိုကြားကန်ပြီးတော့သူတို့ကြော်ဖြတ်နိုင်ခဲ့ကြတယ်ပြီးတော့သူတို့တွေလှုပ်ချင်တဲ့စေပုံစံတွေကိုသူတို့အကောင်းဆုံးပူပေါင်းပြီးတော့ပုံဖော်နိုင်ခဲ့တယ်ဘလို့မျိုးပဲကြားဖြတ်တွေပါနဲ့ကြားဖြတ်တွေနဲ့တိုင်ပတ်နေပါစေဘလို့အဖွဲတွေပဲဘလို့ခေါင်းစဉ်မျိုးတွေတက်နေပါစေပြီးတော့ဘလို့လူတွေဟာကျွန်တော်တို့လူငယ်တွေကိုဘလို့မျိုးပဲအပုတ်ချနေပါစေ ကျွန်တော်တို့ရဲ့မျက်နှာမူတဲ့စစ်စင်ရေးကဘကော AR ချန်ကိုအဲ့ဒီနေရာတွေအတွက်ကျွန်တော်တို့တော်လိုင်းကြီးလုပ်နေကြတာဖြစ်တယ်။ရှင်းပါလား။လက်ရှိဘကောတိုင်းထဲမှာ ရှိတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေစေတ္တိအမြဲတမ်းရှိဖို့ရည်ကြည်တယ်။ AR မှာရှိတဲ့ကျွန်တော်တို့မိဘပြည်သူတွေက စေတ္တိရှိဖို့ရည်ကြည်တယ်။စမဖြစ်နိုင်ဘူးဒီနေရာမှာ တနတ်တံမကြားရသေးဘူးဆိုပြီးတော့ပေါ်ဆမနေပါနဲ့လို့ကျွန်တော်ဒီကနေပြီးတော့သတိပေးခြင်းနဲ့ဟုတ်ပြီဘိုးလိုင်းကြောက်တော်မျိုးနဲ့အတွင်းမှာထိုင်ချလာတဲ့အချမ်းမဖက်စစ်ခွေတက်စကန်တစ်ခုလုံးကိုအမှုတ်ကျိန်နှိုင်းခဲ့ပါပြီစေဩလာချေးရွာနာကခွေတက်စကန်မှာဟုတ်ပြီအဲ့ဒီခွေတက်စကန်ကိုကျွန်တော်တို့တော်လန်တော် လူငယ်တွေရဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့အစွမ်းပကားကိုကျွန်တော်ရဲ့မိဘတွေကိုပြသခဲ့ခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီနေ့မက်စလာ25ရက်နေ့မနက်နနာရီ23နှစ်မှာပဲစတင်တိုက်ခိုက်စတင်တိုက်ခိုက်လိုက်တယ်ဆိုတဲ့ကူကအကြမ်းမဲ့ဖက်စစ်ခွေးဆက်လက်ကောင်မက်စီတောင်ကိုက်ချိန်မရပဲနဲ့အဝီစီငရဲကိုကိုတွင်းကိုတူတိုးအရှင်ထားဖို့ကျွန်တော်တို့မှာအချိန်မရှိတော့အချိန်ကြီးအများကြီးပြီးပြီးသွားပြီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ထဲရောက်ပြီအဖြစ်မှလဲကျွန်တော်တို့ ဟာပြည်သူနဲ့ပူးပေါင်းဖို့ပြည်သူမျက်နှာမူဖို့ကြိမ်ခန့်များစွာ ပြောခဲ့ပြီးဆိုတော့နားမပါတဲ့ကောင်တွေကို ကျွန်တော်တို့စကားပြောစရာမလိုတော့ဘူးမျိုးလုံးမပါတဲ့ကောင်တွေကိုအလင်းပြစရာမလိုတော့ဘူးစာမတက်ပိမတက်ကောင်တွေကို စာဒံပိဒံရေးပေးစရာမလိုတော့ဘူးကျွန်တော်ရမိပါဒီပွဲကတော့အပြက်ဖြတ်တဲ့ပွဲပဲဟုတ်ပြီအဲ့ဒီမှာကျွန်မဖတ်စစ်ခွေး 15កောင်းសង្ហិសង្ហិဖြစ်နေတယ်ဆိုတော့တင်းနူလဲရရှိထားပါတယ်ပြီးတော့ထမှန်သေဆုံးထမှန်မစီကြိုက်မဲ့កောင်းတွေလဲရှိနေသေးတယ်ဆိုတာကိုလဲကျွန်တော်တင်းရရှိထားပါတယ်လက်နဲ့ခဲရင်အများပြားဆက်ဆက်ပစ္စည်းအစုံတစ်ခိုက်သိမ့်ပတ်ရရှိထားပါတယ်ဘကိုလိုက်နဲ့ပတ်သက်တဲ့စီရေခြေတံလုံပါတယ်အေရီနဲ့ပတ်သက်ပြီးတော့စီရေခြေတံတွေအဓိကမရှင်တွေမှာလုံပါလိမ့်မယ် ဆိုတော့ဒါကြောင့်ကျွန်တော်ရဲ့မိဘပြည်သူတွေကိုအထူးသတိပေးခြင်းဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တဦးကျွန်တော်နိုင်ငံရဲ့ Federal နဲ့ Democracy အတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရပါတယ်ရဲဘော်ငါဦးတန်ရရှိထားပါတယ်ဆိုတော့ကျွန်တော်စကန်သိန်းတဲ့တိုက်ပွဲတွေမှာအရင်ထက်ဆိုင်ကျွန်တော်တို့ထိခိုက်မှုတွေရှိပါတယ်အကြံဖက်စစ်ခွေးတက်အား သူတို့စကန်ပပတ်လဲမှာမိုင်းမြောက်အများကိုထောင်ထားတယ်ပြီးတော့အတွင်းထဲမှာလည်းပဲဂရုချင်းတွေကိုတိတ်ချစွာသူတို့တွေဒုထားကြတယ်ဘန်ဂါတွေကိုခန့်ခိုင်မှမှတိစောက်ထားတယ်ဆိုတော့ဒီလိုအခြေအနေမှာကျွန်တော်တို့မဖြစ်ဖြစ်အောင်ရအောင်တက်ခက်သိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်ဆိုတော့ဒါလူကြီးကိုလေကျွန်တော်မိပါတယ်နားလည်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ် ကျွန်တော်တို့သွားတဲ့လမ်းမှာရှိတဲ့ပြည်သူဘက်ကမျက်နှာမမူတဲ့မိတိစူးညောင်ခလုတ်မဆိုကျွန်တော်တို့အကုန်လုံးကမိလောင်လိုက်သွင်းသွားမှာဖြစ်တယ်။ဒါဟာကျွန်တော်တို့လူငယ်အားလုံးရဲ့ပြင်းပြတဲ့ဆန္ဒပါ။ဟုတ်ပြီ။ကျွန်တော်ဒီကနေ့မှာကြားလိုက်ရတဲ့နောက်ထပ်သတင်းအဲ့ဒီသတင်းကလည်းပဲအချင်းချင်းသတင်းမှပြပြီးတော့ရှင်းလင်းခံလိုက်ရတဲ့ဘုံမှုအောင်မှုသူ။ဆိုတော့ ပြည်မြို့ရဲ့တက္ကရူအနားမှာပါပြည်တက္ကရူကလည်းဒါနာမည်ကြီးပါတယ်ဆိုတော့အဲ့ဒီပြည်တက္ကရူအနီးနာကအုံတော်လမ်းမှဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်၄ပါဒီဖြစ်စဉ်၄မှာထူးခြားချက်တွေရှိနေပါတယ်အရကတက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရောက်နေတယ်ဆိုတဲ့သတင်းအမှားဝင်လာပါတယ်သတင်းအမှားဝင်လာပြီးသတင်းရောက်လာပြီးဆိုရင်သူတို့ဟာ ကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေဘလောက်တောင်းကြောက်ကြလဲဆိုရင်ဒီဖြစ်စဉ်ကတတ်သိပါကျွန်တော်တို့ကိုမမြင်ရသေးဘူးကျွန်တော်တို့အတန်ကြာတာနဲ့သူတို့တွေသွေးပြက်နေပြီဒါကလက်ရှိအချမ်းမဲ့ဖက်စစ်ခွေးတက်အကုန်လုံးစိတ်ထဲမှာရောက်နေတဲ့သူတို့ရဲ့ကြောက်စိတ်တချို့ကကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့လူငယ်တွေနဲ့ကျွန်တော်တို့အကုန်လုံး ကြောက်စိတ်တွင်းခဲ့တာသူတို့ရဲ့မစ်ရှင်အဲ့ဒါသူတို့ရဲ့အကြီးမားဆုံးမစ်ရှင်ကျွန်တော်တို့ရဲ့အဖေတွေကျွန်တော်တို့ရဲ့အဖိုးတွေကျွန်တော်တို့ရဲ့အဘေးတွေနိုင်ငံရေးဆိုတဲ့စကားမျိုးတလုံးတော့သူတို့မပြောရဲဘူးလက်ရှိအုပ်ချုပ်နေတယ်ဆိုတဲ့ကောင်းလေးကိုမကျင်နဲ့လို့ဘာတစ်ခုမှမွေပန်ရဲဘူးဒီလိုမျိုးကြောက်စိတ်ကိုတွင်းပေးထားတာခေတ်ဆက်ဆက်အခုချိန်မှာတော့ သူတို့တဦးချင်းစီတိုင်းဟာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်အားလုံးကို အလုံးအကျုံကြောက်တဲ့စိတ်သူတို့ထဲမှာရောက်နေပြီ။အရန်ကိုထူးခြားတဲ့ကြောက်ရင်မိပါတယ်။ဒါရီကအမှန်ကယ်ဖြစ်နေတာပါ။လက်ရှိပြည်တက္ကသိုလ်ဝင်အနီးမှာဖြစ်သွားတဲ့ကျွန်တော်တို့ဘုံမှုအောင်မိုးသူတည်ဆုံသွားတဲ့အဖြစ်ကသူတို့ရဲ့ကြောက်စိတ်ကျွန်တော်တို့ရောက်နေတယ် ကျွန်တော်တို့ရှိနေပါတယ်ဆိုတဲ့သတင်းအမှားကြားလိုက်ယုံတာနဲ့သူတို့တွေအဲ့ဒီနေရာကိုဝင်ပစ်ပါလေရောဆိုတော့တိတ်ဆုံးသွားတဲ့កောင်ကနတ်တလင်းမျိုးနဲ့သိချက်ကုန်းစွာကရွာမရွာသားဘုံမှုအောင်မို့သူအဲ့ဒီកောင်ကအရှိန်ထွက်ရမှာစိုးလို့ပြည်ဒါဇကတိုင်းမှုရဲ့ PSO ဂျာဒူးကို နီမျိုးစုံနဲ့အရာယူပြီးတော့မသေးအောင်နေနေတဲ့ကောင်သူတို့ရဲ့ဘုံမှုတွေဘူကြီးချုပ်တွေသူတို့ရဲ့အရာရှိတွေဘလောက်တောင်သူပြတ်နေပြီလဲဆိုတာကြွင်ပြီးပါတယ်ဒီနေ့ထင်ရှားစွာတွေ့နေရတာပါဒါဟာကျွန်တော်တို့ပြည်သူအားလုံးရဲ့ပြင်းပြတဲ့စိတ်တွေကျွန်တော်တို့ပြည်သူအားလုံးရဲ့ယုံကြည်မှုတွေ ကျွန်တော်ပြည်သူအားလုံးရဲ့စူပေါင်းမှုတွေသူတို့အယမ်းကိုကြောက်နေကြပြီရှေ့မှာကချင် KIO အဖွဲ့တွေအကြမ်းမဖက်စစ်ခွေးတက်နေတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုပလူပင်အောင်သူတို့တွေထုတ်ခဲ့ကြအဲ့လားဘာဖြစ်လို့လဲသူတို့ကြောက်နေတာပြီးတော့ TNLA တတိယအမှားတွေစက်တိုက်ထုတ်တယ်ပြီးတော့ပြိပကဖြစ်တာတွေကိုခန်းနာစွာသူတို့တွေဖော်ပြကြတယ် အဲ့ဒါဘာဖြစ်လို့လဲသူတို့ကြောက်စိတ်သူတို့ကြောက်နေလို့အဲ့ဒီကြောက်စိတ်ကကျွန်တော်တို့အစင်စက်ကောစစ်စီရေးအဲ့ဒီခရေကဝင်လာတဲ့ကြောက်စိတ်ပြီးတော့အရခတတ်တော်အေးအေးပြင်းထန်တဲ့ခြေမုံတုတ်တင်မှုတွေကြားထဲမှာသူတို့တွေကြောက်စိတ် ီးတော့နေရာစုံမှာကျွန်တော်တို့ရဲ့ဂျာပြတ်တိုက်ခိုက်မှုတွေသူတို့ရဲ့လုံခြုံပါတယ်ဆိုတဲ့နေပြည်တော်တောင်မှဖင်ပူအောင်မနေရဲတဲ့သူတို့ရဲ့ကြောက်စိတ်အူးချင်းစီတိုင်းဝင်သွားပြီကြောက်ရင်မြင်မှာသိချစွာလေလာကြည့်ပြပါဒါဟာကျွန်တော်ပြည်သူတွေရဲ့အောင်ပွဲပါဟုတ်ပြီအဲ့ဒီမာယွန်ပြခတ်မှုကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါလေခြေတန်းထွက်ကမှကြောက်လုံးလုံး ဒီရဒါစာကတိုင်းမှုအနာမှ PSO လုတ်ခွင့်ရဖို့အတွက်ငွေကြီးတွေရောပြီးတော့နင်းနှံမျိုးစုံနဲ့ချင်းကပ်ပြီးတော့သူ့ရဲ့အဖေတွေရော အမေတွေရောမိန်းမတွေပါတပွားလုံးကြုံခံရင်ကြုံခံပြရစီသမီးရှောင်းရှောင်းပေးပြရစီ ခမင်းလာချက်ဆိုလဲချက်ပေးပြရစီပြောချင်တာကတော့အချက်မဖတ်စစ်ခွေးတက်ရဲ့မိသားစုအားလုံးကအိမ်ပေါ်ပါအိမ်အကူတွေပါကျွန်တော်နှိမ်ချပြီးပြောနေတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဘူကြီးဆိုတဲ့အိမ်မှာချက်ကြီးရဲ့မိသားစုတွေတွားပြီးတော့လောက်ကန်ပေးရအချက်ကြီးရဲ့အိမ်မှာအောက်ကငစနူခွေးပေါက်တွေ ရဲဘော်တွေတွားပြီးတော့ဘလုံးလုံးပြီးရတယ်။ဘူကြီးဆိုတဲ့ကောင်တွေသူတို့ရဲ့မိသားစုတွေကဘူမူးဆိုတဲ့သူတွေကိုတွားပြီးတော့သူတို့ရဲ့မိသားစုဝင်တွေချင်းကပ်ကြရတယ်။ဒါရီယာအစစ်စစ်တထဲမှာဖြစ်နေတဲ့ကိစ္စ။ဟုတ်ပြီ။ရှင်းန်းသွိုင်းပေမှာပဲဘာကတော့အေအေနဲ့ပူအောင်တပ်ဖွဲ့ဝင်တွေပြည်ထိချင်းကပ်လာတဲ့တိုက်ပွဲညောင်ကျိုးတိုက်ပွဲ ပီတာဆက်ကမူတော်မှာမသွားရဲတဲ့စစ်စင်ရေးအဲ့ဒီပုံမူကလည်းသူလည်းပိန်မှကြောက်တော့ DPSO ဆိုရဲယာဒူးကိုငွေတွေအကုန်ကြခံသူရဲ့မိသားစုတွေရဲ့ကိုယ်တိတ်ခါတွေအကုန်လုံးချိုးနှိမ်နှိမ်ချပြီးတော့နေခဲ့သည့်တိုင်အောင်ချင်းချင်းတရင်အမားပေးပြီးတော့အရှင်းခံလိုက်ရမတန်လိုက်တာဗျာဒါဟာ အကျံပတ်ဖတ်စစ်ခွေးတက်အတိုင်းအဝိုင်းရဲ့အဆုံးသက်ပါဒါသူရဲ့ယောက်ျားပေါ့ဗျာတိတ်သွားတယ်သူရဲ့သားတိတ်သွားတယ်ကျန်ခဲ့တဲ့မိသားစုဝင်လူရဲ့တမိုင်းကလည်းလှမှာမဟုတ်ဘူးကျွန်တော်တနိုင်ငံလုံးမှာရှိတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူလူငယ်ကလေးចောင်းသားចမ်းတန်ကား ဘုံကြီးအကုန်လုံးကိုရရဆက်ဆက်တတ်ခဲကြတဲ့သူတွေအကျိုးဆက်ကျွန်တော်ပြည်သူကဖွင့်လို့မှာမဟုတ်ဘူးမျိုးလုံးတစ်လုံးဆုံးဆုံးရင်မျိုးလုံးတစ်လုံးလက်တစ်ဖက်ပြီးခဲ့ရင်လက်တစ်ဖက်အဲ့လိုဖြစ်လာခဲ့ရင်မကောင်းဖြစ်မယ်နော်ကျွန်တော်ပြည်သူတွေနာခဲ့ရတာကျွန်တော်ပြည်သူ ပို့တည်တာပေါ့ဒါကြောင့် အဲ့ဒီကောင်တွေတည်သွားသည့်တိုင်အောင်အဲ့ဒီကောင်တွေ ਨੇ ပတ်သက်တဲ့မိသားစုဝင်တွေရလာဘဝပါတည်သွားပါလိမ့်မယ်ဘလူးချင်းဒီမိမဖြစ်ဖြစ်ရှီတန်းမသွားရဘူးနောက်တန်းမှာနီးမျိုးစုံနဲ့ချစ်ကပ်ပြီးတော့နေခဲ့သည့်တိုင်အောင်သူတို့ချင်းချင်းကလည်းမနာလိုကြဘူးအဲ့တော့အမှန်တရားလက်ရှိတက်ထဲမှာဖြစ်နေတဲ့ကိစ္စအချင်းချင်းလဲသူတို့တွေအဝေမတက်ဘူးအချင်းချင်းလဲအဆင်မပြေကြဘူး ငါကတော့ဘလူလောက်ကြတယ်မင်းတို့ကြတော့ဘလူအချောင်ခုန်နေတယ်မင်းတို့ကတော့ဘသူနဲ့တိလို့မင်းတို့ကတော့ဘယ်နေရာမှာအေးစစ်စစ်နေနေရတယ်ငါတို့ကတော့ဘလောက်တောင်ခက်ခဲနေကြရတယ်ဟုတ်ပြီရှင်းပါတယ်ဒရင်ပီပီတက်ခံလိုက်ရတယ်ရှင်းပါတယ်မဆန်20နဲ့၄ရက်နေနက်တနာကြီးအချိန်မှာပဲဘိုးတိုင်းပြည်မြို့အုံတော်လန်းနေရဲ့နေအိမ်မှာ ကျွန်တော်အရကတက်တော့အေအေနဲ့ပူပေါင်းအဖွဲ့တွေရောက်ရှိလာတယ်ဆိုပြီးတော့အဲ့ဒီကောင်နေတဲ့တဲခိုတဲ့အိမ်ကိုသတင်းပေးလိုက်တဲ့ကြောက်စိတ်ဝင်နေတဲ့ကောင်တွေကလည်းဘာမမေးညာမမေးနဲ့ကြောက်ကန်ကန်နေတော့အတကုံဝင်ပြီးတော့မဲမဲမြင်ရပစ်လိုက်တယ်ဝချင်းပီးပြေးဆုံးသွားပါကြောင် ဆိုတော့အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန်မှာဒါအနီးပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့အယက်သားလူငယ်တွေ10ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်။ဘာမှလည်းမဆိုင်ဘူးနော်ကျွန်တော်မြင်ပါဘာမှမဆိုင်။ဒီကောင်လေးဘလောက်ထိကြောက်နေပြီလဲဘလောက်ထိစိုးရိမ်နေပြီလဲကျွန်တော်တို့ရဲ့အရှင်းသားမြင်တွေ့နေရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေအထူးသတိပြုဖို့အတွက်တင်ပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ကျွန်တော်တို့ငါးမင်းဆွေကိစ္စလေးနဲ့ညီကုန်းလေးချုပ်လိုက်ရအောင်။တကယ်တမ်းတော့ငါးမင်းဆွေကိစ္စကို တိတ်ပြီးလည်းပြောစရာတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်မိဘတွေကိုနှောင်းဖြစ်လေးနဲ့နည်းနည်းလေးတင်ပြခြင်းလိုပါအမှန်တကယ်တော့ तू ကငါမင်းဆွေမဟုတ်ဘူးဗျ तू ကစားမင်းဆွေစားလုပ်ငန်းလုပ်တဲ့ကောင်ဆိုတော့အခုမှ तू ကပလက်ချွတ်တာမဟုတ်ဟိုးနှကိုတွေကပလက်ချွတ်တာကျွန်တော်ကျွန်တော်ပြည်သူအစိုးရတက်တဲ့အချိန်မှာကျွန်တော်တို့ဒါကျွန်တော်ရဲ့တိုင်းမင်ကန်ဒေါန်စန်းစုကြည်ကိုဒါသူ အမြည်ဖြတ်ဖို့အတွက်ဒါလက်ကန်းစာဆောင်တွေသူ့ရဲ့ဒါကားနဲ့ပေါ့နော်အလှဲတဲ့အထိသူတယောက်တည်းနော်သူတယောက်တည်းရှောက်ဝေတာဒီလိုမျိုးအခြေအနေတွေကိုလုတ်ခဲ့တယ်သူအဲ့ဒီအချိန်မှလဲကျွန်တော်တို့ဒါအဲ့ဒီမှာရှိတယ်ကျွန်တော်တို့ရက်သားပြည်သူတွေကအဲ့ဒီအချိန်တွေကအဲ့ဒီကောင်ကိုရိုက်တတ်ဖို့အဲ့တော့အဲ့မှာရှိတဲ့ကျွန်တော်တို့ဒါတာဝန်ရှိတဲ့လူကြီးတွေပေါ့ဗျာအဲ့တော့ကျွန်တော်ရသားဆိုရ NLD ခဲ့ရပါတော့ဝင်တားကြရတယ်ဟာမလုံနဲ့မလုံနဲ့ ဒီကောင်ကပလက်ကြော့နေတယ်ကောင်ဒီကောင်ကပြောချင်တာကဒီကောင်ကဆောက်ယူဒီကောင်ကတော့မလုံနေတော့ထားလိုက်ပါပေါ့နော်ဆိုတော့အဲ့ဒီတွေကအဲ့ဒီကောင်ကတေးရမှာအာအချိန်မီဆွဲတဲ့လူတွေရှိလို့ပေါ့ဗျာဆိုတော့ဒီကောင်ဟာဒါသူ့ရဲ့ဒါ social account တွေမှာပေါ့နော်အာ lobby လို့လို့ဒီဘက်ကလို့လို့ဟိုဘက်ကလို့လို့နဲ့အခုတော့ထောင်နှန်းစံသွားရပါပြီဒါပေမဲ့ထူးခြားတာကသူဟာတစ်ချိန်မှာ 19ဆိုပြီးတော့ထွက်လာတယ်ဆိုရင်ရောကျွန်တော်ရင်မိပါတယ်အာဟာမင်းအောင်ဖိုင်ကိုဘလူမျိုးဖဲ့ခဲ့လို့ငါအာနာယူကောင်းလေးကိုဘလူမျိုးငါကင်ခဲ့လို့ငါထောင်ထဲရောက်ခဲ့တယ်အဲ့တော့ငါလည်းပဲလက်ရှိနိုင်ငံရေးသမားတွေနဲ့အတူတူငါဟာနိုင်ကျင်းပါဆိုပြီးတော့ထွက်လာခဲ့ရှင်ကျွန်တော်ရင်မိပါတယ်သူ့ကိုဘလူမျိုး ်ချင်းချင်းယူဆကြမလဲဆိုတာကိုခုတည်းကတွေးထားဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ချင်းတွေနဲ့တရန်နဲ့ထွက်လာမှာစိုးလို့ပါဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကလက်ရှိကျွန်တော်ရဲ့မိဘပြည်သူတွေဒါဘကို ARV စစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့ဒါအထူးသတိပြုပြီးတော့ဒါစေးသတိအမြဲတမ်းရှိပေးပါမိတို့ရဲ့နေအိမ်ပဝန်းကျင်နဲ့ဒါအနည်းဆုံးနေရာတွေမှာဒါစစ်ဆောင်နိုင်မဲ့နေရာတွေကိုကြိုတင်ပြီးတော့စစ်စင်ထားဖို့အရေးကြီးပါတယ် ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေဟာကျွန်တော်တက်ကတော့အရေးကြီးဆုံးမှာဒီကနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာကိုကျွန်တော်မိဘတွေအားနှစ်သက်မလို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကဒီတဲ့ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လန်နေဘီစီဘီကပ်ဘီကြနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘေးနေကင်းရှင်းပါတဲ့လေးလေးနက်နက်ဆူတောင်းခြင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါကျွန်တော်ရဲ့မိသားစုဝင်အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးချင်တာကကျွန်တော်တို့ရဲဘော်တယောက်ချင်းစီရဲရိတ်ခါတွေနဲ့မိတ်ဆက်ပေးမှာဖြစ်တယ် အဲဒါတွေကအခုကျွန်တော်တို့ရဲဘော်တူကြီးစီတိုင်းအရေးပေါ်လိုအပ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါနေမီရွှေတရားမှုတော်၎င်းကျွန်တော်တို့စစ်စင်ရေးတဲ့ပူပေါင်းဆောင်ရွက်တဲ့အချိန်တွေမှာကျွန်တော်တို့ရဲဘော်ဒီအစာနယ်ရိတ်ခါကြောက်တွေလိုအပ်နေပါတယ်။ဆိုတော့ okay ဘယ်လိုစာနယ်ရိတ်ခါတွေလိုအပ်နေတာလဲကျွန်တော်လည်းအတူတူကြည့်အောင်โอเคအခုကျွန်တော်ရှေ့မှာ ရောက်နေတာကသဘုံထုတ်ကုန်ကြီးဖြစ်တယ် ဒါသဘုံမိသားစုတွေထုတ်လာတဲ့ကျွန်တော်တို့ရိတ်ခါကြောက်တွေဖြစ်တယ်ပေါ့နော်ဒီရိတ်ခါကြောက်တွေကကျွန်တော်တို့ဒါရဲဘော်တွေတယောက်ချင်းစီအတွက်လိုအပ်တယ်ပြီးတော့ကျွန်တော်တို့ရဲဘော်တဦးချင်းစီတိုင်းအတွက်ဒီလိုအတွဲအဆက်၃မျိုးကျွန်တော်တို့ပို့ပေးมาဖြစ်တယ်ပေါ့နော်ဒီ၃မျိုးမှာဆိုရင်ကျွန်တော်တို့ရဲဘော်တယောက်စာအတွက်ဆိုရင်စသားမွှားကြော်ပါမယ်မဲသားမွှားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့ဒါလက်ဖက်တုပ်ပေါ့ဗျာလက်ဖက်တုပ်ဂျင်းတုပ်တစ်မျိုးပါမယ် Ria River အားလုံးအားလုံးကတပုံဖြစ်တယ်ဆိုတော့တပုံမိသားစုတွေကကျွန်တော်တို့တပုံတွေအတွက်အကောင်းဆုံးစားနိုင်ဖို့အတွက်ပေါ့နော်သူတို့တွေပြင်ဆင်ပြီးတော့ထုတ်ပိုးထားတဲ့ပစ္စည်းတွေဖြစ်တယ်သူကလေးစုပ်ပေးထားတဲ့အတွက်ဒီစားတောက်တွေကရည်ရှိခံလဲပေါ့နော်ဟုတ်ပြီကျွန်တော်ချက်မောကြော်ကိုအရင်ဆုံးဖောက်ပြီးတော့ထည့်ကြည့်မယ်သားမွာကျော်တခွက်ကြပါပြီမေသားမွာကျော် ဒါကဂျင်းတုပ်အဲဂျင်းတုပ်မှာဆိုရင်နေစားရုံပဲပေါ့နော်ကျွန်တော်တို့ပြင်ဆင်ပေးထားတယ်ကျွန်တော်တို့ဒီမပြန်ကျော်ကိုကျွန်တော်တို့စီရွှဲနေတယ်ပေါ့နော်စီရွှဲပြီးတော့ကျွန်တော်တို့ပြန်ကျော်ပေးထားတယ်ပေါ့နော်ပြန်ကျော်ပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကတော့လက်ဖက်တုပ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲဘော်တယောက်စာအတွက်ဒီ package တစုံစာပေါ့ဒီ package တစုံစာကကျွန်တော်တို့စတားမွားကျော်ပါမယ်ပြီးရရင်ကျွန်တော်တို့ ်မဲသားမွားကြောပါမယ်ပြောရင်လက်ဖတ်တုပ်တပွဲပါမယ်ဆိုတော့ရဲဘော်တယောက်တာအတွက်ကတော့ဖူလုံမှုရှိသွားပြီပေါ့နော်ဆိုတော့ဒီ၃မျိုးကျွန်တော်တို့ဒီရှမ်းမြောက်အာဒီတပုံစားတောက်ကုန်လေးပေါ့နော်စားတောက်ကုန်လေး၃မျိုးဝမ်းဆက်ရဲဘော်တယောက်စာအတွက်ကျွန်တော်တို့ဘတ်တရားသတ်မှတ်ထားပြီးတော့တို့မြန်မာငွေနဲ့ဆိုရင်တော့12000လောက်ကျသင်ပါတယ်ရဲဘော်အကြောင်း900စာအတွက်ကျွန်တော်တို့စီစဉ်မဲ့တပုံပစ္စည်း တပုံစားတော့ကုန်လေးပေးပို့သွားမယ့်အစီအစဉ်မှာကျွန်တော်တို့အားလုံးတဦးချင်းစီတိုင်းဦးမီတို့နိုင်တဲ့ဘက်ကနေပြီးတော့အကူအညီပေးဖို့ကျွန်တော်ဒီရဖိတ်ခေါ်လိုက်တယ်ဆိုတော့အာကျွန်တော်ရဲ့ဒါမိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေအကုန်လုံးကျွန်တော်ရဲဘော်တဦးချင်းစီတိုင်းကိုကူညီဝင်ရထောက်ပံ့နိုင်ဖို့အတွက်ကျွန်တော်ဒီကနေ့ကြောက်မိပါတွေလို့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့လက်အမှန်တကယ်အရန်ကိုအတုံး တဲ့တယ်ကျွန်တော်ရိတ်ကကြောက်နေဖြစ်တယ်ကျွန်တော်လည်းရမ်းကြိုက်ပါတယ်ဘာလို့ဆိုမဲသားမွားကြော်ကျွန်တော်ခုနှိုက်ရမ်းကြိုက်တယ်ပြီးတော့ချက်သားမွားကြော်ကျွန်တော်ခုနှိုက်ရမ်းကြိုက်တယ်ရေးပေါ်တွေလည်းရမ်းကြိုက်တယ်ပြီးတော့ဒီမှာထူးခြားတာကဒီလက်ဖက်တုပ်တပွဲလဲပါတယ်ဥမာဂျင်းတုပ်လဲပါတယ်ဗောနော်ဆိုတော့ရဲဘော်တွေအတွက်တကယ်ကိုဘိုက်ဖောင်းမဲ့တပုံ package လေးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပါတယ် ဆိုတော့ကျွန်တော်ရဲ့မိဘတွေတူးချင်းစီတိုင်းအနေနဲ့ရဲဘော်တူးချင်းစီတော်၎င်းကျွန်တော်တို့ဒါတရင်တက်ဖွဲ့အစုဖွဲ့အတွက်တော်၎င်းဝင်းရန်ကူညီပြီးတော့ရိခာရီဝယ်ယူပေးဖို့ကျွန်တော်ညွှန်လိုက်ပါတယ်ကျေးဇူးအထူးတင်ကြည်ပါတယ်ဆိုတော့မင်းမကြော်ရင်တော့ကြီးချင်မယ်လေ อืมยามไม่เมดามซ่าได้ตัวတွေด้วยแหละจมอกจอရှိมั้ยอืมคนลงอ่ะจွတ်ยั่วโอเคยังก้อนเนี่ย we are river ကျွန်တော်တို့အားလုံးတပုံအတွက်ဝင်းရံကူညီကြပါစေ